အားလုံးပဲမင်္ဂလာပါရှင်။မေဒီတခါရွေးချယ်ထားတဲ့စာအုပ်လေးရတော့ဆရာမကျူးရင်မြတို့ဤမာယာဆိုတဲ့စာအုပ်ကလေးပဲဖြစ်ပါရဲ့ရှင်။မြတို့ဤမာယာအပိုင်း၁အခန်း၁ကေတီရဖြစ်ပြအားလုံးတို့သည်1989ခုနှစ်တွင်မန္တလေးတက္ကသိုလ်မြမသာဌာန၌စတင်မြဖြာခံခဲ့၏။ အဓိကတရားခမ်းမှာမြန်မာစာမဟာဝိဇာဘွဲ့ယူကျန်းခေါင်းစဉ်များဖြစ်သည်ကေတီတီကျန်းခေါင်းစဉ်နှင့်ပတ်သက်၍ပထမအ우ဆုံးထိုးနှက်ချက်ကိုကျန်းခေါင်းစဉ်များရွေးချယ်စုစည်းနေကြတဲ့ကအမှတ်ထင်ထင်ခံခဲ့ရလေသည်သူမသည်အထက်တန်းကျောင်းသူဘဝမှာကတည်းကမြန်မာစာကိုအလွန်စိတ်ဝင်စားခဲ့သူဖြစ်သည်မဆာဘေးသမိုင်းကျောင်းကိုလည်းအတော်အတန်စိတ်ဝင်စားခဲ့သည်ထို့ကြောင့်လည်းအခြေခံပညာထက်တန်းအောင်မြင်သောအခါ အင်္ဂလိပ်စာနဲ့သင်ချာကုန်လို့ရပါလျက်မြန်မာစာအဓိကဘာသာကိုကိုပိုင်ဆုံးဖြတ်ချက်ဖြင့်ရွေးချယ်ခဲ့သူဖြစ်သည်မြန်မာစာအဓိကကျောင်းသူဘဝရောက်သောအခါမြန်မာကျောက်စာကို စိတ်ပါဝင်စားခဲ့သည်ထို့နောက်မဟာဝိဇ္ဇာရန်ရောက်သည့်အထိကေတီစိတ်ဝင်စားဆုံးမြန်မာစာအမျိုးအစားမှကျောက်စာသာဖြစ်ခဲ့သည်ထို့ကြောင့်လည်းသူမ၏မဟာဝိဇ္ဇာဘွဲယူကြံကောင်းစဉ်တစ်ခုစလုံးတွင်ကျောက်စာကိုလိပ်ပြတန်စွာရွေးချယ်ခဲ့သည် လက်ပြတန်းစွာဆိုသည့်စကားသည်ကီတီအတွက်အလွန်အရေးကြီးသောစကားလုံးဖြစ်ခဲ့ပါသည်ကီတရုမြန်မာစာဌာနတွင် အလှပြင်မာပွဲရသောမိမိခင်ဟူသည့်အတန်းမော်တူကသူမကိုစကားတင်းဆိုသည့်အချိန်အထိသူတို့တမိုးထားစိတ်ဝင်စားသောဆရာဦးရနိုင်ကိုကျန်းကောင်းစင်များနှင့်ရှင်တွေ၍မမြင်အောင်ခဲ့မိပါငါတို့ပြဆရာဦးရနိုင်ကိုရင်းနှီးချုံနေတော့ဒီလောက်ပြင်းမှုကောင်းတဲ့ကြောက်စာကိုတိစစ်မတင်နိုင်ဘူးဟေ့ တိလားမိမိခင်ပြောသည်ဆိုသောထိုစကားကိုကေတီကြီးတည်ဆောင်လာသူကကေတီနှင့်ခုံနံမချင်းကလေးရဲ့အေးအေးသွဲဖြစ်သည်ထိုစကားကိုပြန်ကြားလိုက်ရသောအခါသူမမမျှော်လင့်မဲရှက်သွေးမွန်ကဒေါပွားသွားခဲ့၏ဘာဖြစ်လို့သူငါ့ကိုအဲ့လိုပြောချင်ရတာလဲဟင်းအေးသွဲသူမစိတ်ထိခိုက်ရှက်ရွံ့စွာ နားမလည်စွာအေးအေးသွဲကိုမိမိတော့တငယ်ချင်းကခပ်ပေါ်ပေါ်ရေမောလေသည် နင်ကလည်းမသိဘူးလားအဲ့ဒါနင့်ကို तू မနာလိုလို့ပေါ့ तू မပူရွေးပင်နားမလည်နိုင်အောင်ဖြေရပြန်လိမ့်သည်ဘာဖြစ်လို့မနာလိုရမှာလဲဟောကီတီကလေ तू ကကွင်းသာရထားတာကိုလုံးကိုပေါက်ကလှနေလို့သာညနာကြဘုံကနင့်လိုလှတာမဟုတ်ဘူးနေရမှာမျက်နာကလေးကအပြစ်ကင်းကင်းလေးနဲ့ကိုလှတာတိလားနင်းမျက်နာလေးကိုကြည့်လိုက်ရင်လေရှင်နဲ့ကိုအေးသွားတာပဲတိလား ိုကီတီခက်ခဲစွာပြုံးလိုက်ရင် လက်ဖြားများဖြင့်ပါးနှက်ဖက်ကို အသာအယာပုတ်တက်လိုက်တော့သည်တကယ်လဲကီတီတီအပြစ်ကင်းစွာ ချစ်စပွဲလာပါသူဖြစ်သည်သူမကိုရုတ်တရက်မြင်လိုက်လျင်ဖြူသွဲမြင်မသောကိုခန္ဓာကိုပထမဆုံးသတိပြုမိကြသည်ထို့နောက်ရှွန်းလဲဝိုင်းဆက်သောမျက်ဝန်းနက်နက်များထို့နောက်အနှဲငယ်၄တောင်ပုံစံကြသည့်မိယိုများဖြင့်ဝန်းရံထားသောမျက်နှာခက်သွဲသွဲ့ ထို့နောက်ပြည်ပြသောကာကြီးဘုံနှစ်ဖူး၏အလဲမှဆန်ညွန့်ချွန်ချွန်ကလေးထို့နောက်အစဉ်အမြဲတည်တံ့အင်ဒရီကြီးသောနှကန်းဆူဆူကလေးများသူမ၏မျက်ဝန်းများသည့်ယောက်ျားတယောက်ကိုယင်းဤကျွမ်းဝင်ရန်အလွန်ဝင်လေးမည်ပုံစံဖြစ်သည်ခိုင်မာသောမိယူးများကခေါင်းမစွာတစထိုးနိုင်မည်ပုံဖြစ်တော်လေအနေငယ်ဖောင်းကြသောနှကန်းများကမူအမှန်တရားကိုချင်းမြတ်လို့သည့်မိန်းကလေးတယောက်ဖြစ်နိုင်ကြောင်းထောက်ခံလျက်ရှိသည် နောက်ပြီးမိမိခင်ကနင်းလောက်လဲစတော့တာမဟုတ်ဘူး။ဆရာဦးစားပေးစီးရင်နဲ့မှလည်းပထမနေရာမဟုတ်ဘူး။ဒီတော့သူနင့်ကိုမနာလို့လို့ဒီစကားမျိုးပွင့်ရထတာဟာ။အေးသွေးဖြည့်ရှင်ပြသည်ကိုကေတီမယုံနိုင်စွာခေါင်းခါရန်လိုက်၏။ဆရာဦးစားပေးစီးရင်နဲ့မှလည်းသူကပထမနေရာမှာမဟုတ်ဘူးတဲ့။ဒါဖြစ်ဆရာဦးစားပေးစီးရင်နဲ့တွင်မြည်သူကပထမနေရာမှာရှိသည်ဟုအေးသွေးယူဆပါလေ။ထိုမေးခွန်းကိုကေတီမမေးပါ။ မင်းရံမတင်တော်ဘူးဟုထင်သည်ကေတီစေအထင်တော်မိမိခင်သည်ဆရာဦးရနိုင်ဦးစားပေးစီရင်တဲ့တွင်ပထမနေရာ၌ရှိနေပါသည်ဆရာဦးရနိုင်နှင့်မိမိခင်၏အကူမှာတငယ်ချင်းများဖြစ်ကြသည်တဲ့မိမိခင်နှင့်ဆရာကလည်းခင်မင်းရင်ဆွဲရှိခဲ့သည်တဲ့မိမိခင်ကစာသင်ခန်းအပြင်ဘက်တွင်ဆရာကိုကိုကိုနိုင်ဟုခေါ်တတ်သည်တဲ့ဘယ်ကြောင့်သူကိုမဆိုမတတ်၍နာမည်အပြည့်ဆုံးခေါ်ရသော ဆရာမငငယ်ကလေးများကိုပင်လင်းရဲ့ဒေါက်တာရွေးနာမည်အပြည့်ဆုံးခေါ်လေးရှိသောဆရာဦးရနိုင်သည်မိမိခင်ကိုတော့မီးဟုတခါတရံခေါ်ရသည်တဲ့သူမတရင်ကြားပြပါပြီသို့တော်ကေတိစိတ်ထဲမှာလေဆရာဦးရနိုင်ကိုမိမိထက်ယာရုမြင့်တော့လေးစားဝယ်ဆရာတူအဖြစ်မှာတပါတခါမှစိတ်လိုလဲရမတွေးမိဘူးကေဆရာเจ้าကိုလည်းစိတ်ဝင်တစားတခါမှမဆုံဆန်းခဲ့ဘူးတာသိကြပါသည် ဒါနဲ့များတောင်ဘာဖြစ်လို့ဆရာဦးရနိုင်ကို KT ကရင်းနှီးခြင်းသည်ဟူမိမိခင်ကကောက်ချက်ချပါသည်လေဆရာဦးရနိုင်သည် KT တို့မြမသာဌာနတွင်သာမကမန္တလေးတက္ကသိုလ်တစ်ခုလုံးတွင်ရုပ်ရည်ချောမောတည်ကြည်ဆုံးယောက်ျားတစ်ဦးဖြစ်သည်ကိုမြစ်တီကျောင်းသူမှမငင်းနိုင်ပါ KT လည်းမငင်းပါသူသည်အယက်မနှိမ်မမြင်ညိုစိမ့်စိမ့်ဆို၍ဝင်းနေသောအသားရေးရှိသည်စပင်းကဆရာတယောက်အနေနဲ့ရှေ့မလို့ထင်ရတော့လေ ပါလီယာပြောပြောင်းသောစပိန်ညိုညိုတို့သည်ဆရာယိုယီကိုရင်ကြံမသွားစေနိုင်ခဲ့ပါမျက်ခုံးကတော့အနှင်းငယ်ပါလီယာသိမြင်ခြင်းသည်မျက်တောင်ကောများဝန်းရံထားသော မျက်လုံးများကအလျားနေနေရှိပြီးနှမောင်ဆူရှားနေလေးရှိသည်နှာရံကဖြောင်းစင်ပြီးခြွန်သည်ဥရောပတိုင်းသားများ၏နှာရံမျိုးဖြစ်၏နှကန်းကတော့ဆရာတစ်မျက်နှာလုံးတွင်အလှပါဆုံးဖြစ်သည်ပါလီယာကပုံမှန်ကြတော့လေ နေထွေးလာပါလွန်သောကြောင့်ဆရာအပြုံးမှာတခါတည်းရန်မိမချောတယောက်ဤအပြုံးလာလာနှင့်တူချင်းချင်းသို့တော်လာပါသောနှခမ်းသည်လကားတွယ်ချွန်သောမေးစည်းသည်လကားဆရာဤယောက်ျားပိသာသောအင်ဒရီကိုမဖြတ်စည်းနိုင်ကြီးဆရာဦးရဲ့နိုင်ပြောင်းလာကားစားကကေတီကတတိယနှစ်ဂုံနူရန်ကျောင်းသူဖြစ်သည်ပင်မတက္ကသိုလ်မြန်မာစာဌာနချေတွင်ကျောင်းသူတွေမတိမတာဖြတ်သွားရင်ဆရာကိုချောင်းကြီးလေးရှိကြောင်းတငယ်ချင်းများကအတိပေးခဲ့စဉ်ကား သူမမအံ့ဩခဲ့ပါဆရာယုံကြည်ချောမောတကြည်တာရောအနေအထိုင်အင်ဒရီရတာရောကေတီတတိထားမိတာပဲဆရာတဦးအနေနဲ့လည်းအထင်ကြီးမိတာပဲသို့တော်ကေတီတီယောက်ျားများစွာဤယောက်ျားအဖြစ်တရှိခြင်းကိုတတိမမူတတ်သူသာဖြစ်သည်ထို့ကြောင့်လည်းဆရာကိုယောက်ျားအဖြစ်ထံဆရာဖြစ်တာမြင်မိပြီးလေးစားယုံလေးစားခဲ့မိခြင်းကိုဖျားဆူဆူဤချိန်မှာကြိမ်တွဲပြောရခဲ့ပါသည် ။ထို့ကြောင့်လည်းသူမ၏ကြံကောင်းစဉ်များကို ရှက်ရွံ့စွာပြောင်းလဲပြဖို့စိတ်မကူခင်။ခေါမစွာပင်တင်းခန့်လျက်ရခိုင်ကားတစ်ဖင်ဆုံးဖြတ်ချက်ပုံမှုခိုင်းမာလာခဲ့သည်။ဤကြံကောင်းစဉ်များကိုမရွေးချယ်မီ။အထက်ထက်ကဆရာဆရာမများဤကြံစာအုပ်စင်းများကိုရှာဖွေစစ်စစ်ပြီးစဉ်းစားပြီးမှဆုံးဖြတ်ခဲ့ရခြင်းဖြစ်ပါသည်။ကျောက်စာနှင့်ပတ်သက်၍ကျမ်းများပြုစုခဲ့သောစာရင်းများမှာတိတ်မြန်များဆဆမရှိပါ။ ဦးဝင်းမောင်ဤပကံခေကြောက်စာစကားပြေဒေါခင်ပြုံးဤရှေးခေမြမသားကြောက်စာများလေးလာချင်ဒေါတန်းတန်းဤပကံခေကြောက်စာလာစကားပြေအေးတာဘာသာဗီရလေးလာချင်ဒေါတန်းတန်းဦးဤပကံခေကြောက်စာလာကရိယာပုံများကြာစွာမဲအမိန်တော်ပြန်နန်းဘာသာဗီရဦးရနိုင်ဤပကံခေကြောက်စာများဤဘီးနှစ်တရာဘာသာဗီရလေးလာချင်ဒေါဆန်းဆန်းမြင့်ဤမြကံမွန်ကြောက်စာဤဝကြဖွဲ့ပုံး ဤစင်းများကိုကြည့်ပြီးမှသူမ၏ကြံကောင်းစင်များကိုရွေးချယ်ယူခဲ့သည်ပထမဦးစားပေးရာဇာကုမာရာကြောက်စာဒုတိယဦးစားပေးပကန်းခေဦးနှင့်ခဲလဲပိုင်းကြောက်စာများလေးလာချံတတိယဦးစားပေးပကန်းခေမြန်စာစကားပြေအေးအသားလေးလာချံကေတီဤကြံကောင်းစင်ဦးစားပေးအဖြစ်ရာဇာကုမာရာကြောက်စာကိုရွေးချယ်စီစဉ်ထားကြောင်းဆရာဦးရနိုင်တနင်္လာနေ့တည်သွားသောနေ့က ဆရာဦးရဲ့နိုင်သူမကိုကြည်တော်မျက်လုံးများကိုဘယ်တော့မှမေးနိုင်တော့မည်မထင်ပါဒေါက်ကိတ်ဒီရာဇကုမာရာကျောက်စာကို ပထမဦးစားပေးတင်လို့ဆိုဆရာမျက်လုံးများမှာအနက်ရောင်ဖြစ်ပြီးမင်းနဲ့တောင်းမျက်တောင်ကိုများဖြစ်အနာကွတ်ထားသောအခါစိတ်ကိုဖောက်တွင်းကြည့်ရှုတတ်သောမျက်လုံးများဖြစ်သွားလေရှိသည်ထိုနေ့ကဆရာမျက်လုံးမှာကိတိကို အနှင်းငယ်တယောလို့သောအထင်သေးသောမျက်လုံးများဟူမြင်ရ၏ ဒါဖြင့်မိမိခင်လူတကားကိုရှောက်ပြောသောစကားတင်းတို့ကိုတဆင်စကားတဆင်နာဖြင့်ဆရာကြားသိပြီးဖြစ်လိမ့်မည်။သို့မဟုတ်မိမိခင်ကိုယ်တိုင်ပင်ဆရာကိုချင်းကပ်ခါရဲဝဲဖွဲ့သလိုစကားဆိုပြီးဖြစ်ပေလိမ့်မည်။ဟုတ်ပါတယ်ဆရာ။သူမတန်းတော်ဖြစ်ရင်ဆရာချစ်တွင်လေးစားသမှုဖြင့်မတက်ရလိုက်ရသည်။ကျွန်တော်ထင်တော့ရာဇကုမာရာကြောက်စာကိုမတင်သင့်ဘူးလို့ထင်နေ။ဘောင်ကျင်းလို့နယ်လို့ဒေါကေတီမထင်ဘူးလား။ ဆရာစကားမှာစည်တနာကပုံများသလားအထင်သေးမှုကပုံများသလားကေတီမဝေခွဲတတ်ချေကျင်းတော့ကျင်းပါတယ်ဆရာဒါပေမဲ့အကြောင်းအရာပိုင်းနဲ့အရေးသားပိုင်းနှစ်ခုခွဲလိုက်ရင်တော့နည်းနည်းပိုကျဲဝင်လာမလားလို့ပါဆရာကခေါင်းယမ်းသည်ကျွန်တော်ကတော့ဒါဟာတန်းပြပါလောက်နဲ့ပဲတင်တော်မယ်လို့ထင်တာပဲလေဒေါကေတီမာတိကအကျင်းတွေပါတွေအစီအစဉ်အခန်းခွဲပြီးသားလားဟုတ်ကဲ့ ကျွန်တော်ကြည့်ပေးလို့ရမလားသူမအနှဲငယ်အံ့ဩလျက်ကဟာရပါတယ်ဆရာဟူဖြေလျက်လက်ပွေအကြီးကြီးထဲမှာလက်နှိပ်ဆက်မရေရသေးသောဆောင်ရွက်များကိုဆရာထံလှမ်းပေးလိုက်သည်ဆရာကလှမ်းယူလျက်ကိတိစပွဲရှိတွင်ဝင်ထိုင်ကတရွက်ချင်းဤအကြောင်းချင်းရာကိုစိတ်ဝင်စားစွာကြည့်တော်သည်ကိတိလက်ရည်ကလေးများကယောက်ျားလက်ရည်လိုခတ်ဆောင်ဆောင်ခတ်တော်တော်ဖြစ်သည်အဆိုပြုကြမ်းကောင်းစဉ် ဇာဇာကုမာရာကြောက်စာတင်သွင်းသူအမီမကေတီခေါအမှန်မမဟာဝိဇာနောက်ဆုံးနေပညာတင်နေ1986-89ရွေကျန်းဇာဇာကုမာရာကြောက်စာဤအရေးအသွေးကိုဆန်းစစ်တင်ပြရန်အချိုးကျေးစုပကံခေဦးဤလူမှုရေးရှင်ကျေးမှုသာသနာရေးကိုလေ့လာနိုင်သည့်အပြင် ပကံခေဦး၏စကားပြေရေးသားကိုဘာသာစကားလေးမျိုးဖြင့်ဆန်းစစ်လေ့လာနိုင်ပါသည်။မာတိကာအကျဉ်းနေရန်အခန်းတအကြောင်းအရာပိုင်းလေ့လာချက်ဆရာကပထမဦးစားပေးကျမ်းစာရပ်ကိုဖတ်အပြီးတွင်ကေတီကိုမောကြည့်၏။ကေတီယခုတိုင်မတက်ရက်ဆဲဖြစ်ကြောင်းမြင်ရသောအခါလက်ဟန်ပြလျက်ထိုင်ခိုင်းလေသည်။နှမျောစရာပဲ။ဟူခတ်တူတူရေရွတ်သည်။ ရှင်သူမနားမလဲလိုက်ပါဆရာကသူမကို မျက်ခုံးပင်းကြည့်ဤဟောဒါတော့စူးစမ်းပြီးစူးစမ်းလာခဲ့ရတဲ့လောက်အားတွေကိုနှမျောစရာပဲလို့ပြောတာပါဘာဖြစ်လို့လဲဆိုတော့ဒီကြံကောင်းစဉ်ကိုပေးကြမှာမဟုတ်ပေါ့သူမစိတ်ထဲမှာခံမြင်စွာဖြစ်ပြုံးလိုက်သည်ရပါတယ်ဆရာဒီကြောက်စာကိုကျမတိတ်တန့်ရုံးစင်တွေ့ထားတာဆရာရေတင်းတော့တင်းကြည့်ခြင်းနဲ့ ပြုစကားပြေကိုဒေါကီတီဘလောက်ကြဲကြဲပြန်ပြန်ဆွေးနွေးနိုင်မယ်လို့ထင်တယ်လေ။ကီတီတီဆရာကိုခံငင်းငင်းကြည့်ပြီးခေါင်းရမိသည်။ကျွန်မဆွေးနွေးမှာကပြုစကားပြေအားလုံးမဟုတ်ပါဘူးဆရာ။ဇာသကုမာရာကြောက်စာပြုစာမျက်နှာမှာရေးထိုးထားတဲ့စကားပြေတစ်ခုတည်းပါ။ဆရာကစိတ်အားထက်သန်လာတော့ကီတီကိုစိတ်မကောင်းသလိုပြုံးပြ၏။ဟုတ်ပြီလေ။ကျွန်တော်တို့တည်တလောက်အရှိဆုံးပြုစကားပြေကလည်းဒါပဲမဟုတ်လား။ အဲ့ဒီကြောက်စာကိုအခြေခံပြီးဒေါက်တာဘလက်ကင်သတ်မှတ်ခဲ့တာက ပြူစကလုံး100လောက်ပဲမဟုတ်ဘူးလားအလုံးပေါင်းပြူစကလုံး116လုံးတွေ့ထားပါတယ်ဆရာဆရာကပခုံးတွန်းပြသည် ထားပါတော့မွန်စကပြေကြတော့ရောဒေါကီတီဘာတွေထည့်ဆွေးနေမှာလဲဆရာဟာကျမကိုတော်တော်အထင်ကြီးထားတာပါပဲလားမွန်စကပြေမှာပထမဆုံးဘီး35လုံးနဲ့ တရဆက်နှလုံးကိုအရင် ရှင်းပြမှာပါဆရာပြီးတော့ရှင်ပြီးရေအသက်တွေနဲ့ဝေါ်ဟာရာတွေကိုလေ့လာပြမှာပေါ့ဆရာဝေါ်ဟာရာတစ်ခုချင်းစီရဲ့အနက်ဒိတ်ပဲအဲ့ဒီစကားရဲ့ခင်မောဝေါ်ဟာရာအတုံးနှုံးနောက်ပြီးပြောင်းသုံးစနစ်တွေရင်းမြစ်တွေစကားစိတ်စကားပေါင်းတက်ရောက်အနက်တွေအဲ့ဟာတွေကိုလေ့လာပြမှာပေါ့ဆရာဆရာခေါင်းတစ်ချက်ဆက်၍အတိအမှတ်ပြုပါသည် ထို့နောက်နှကန်းထောင်စုံလေးများကွင်းညွတ်သွားရုံတေယောပြုံးကလေးတစ်ချက်ပြုံးသည်ကျွန်တော်ကကြောက်စာစိတ်ဝင်စားသူအချင်းချင်းရိုင်းမင်းကူညီတဲ့အနေနဲ့ဆွေးနွေးကြည့်တာပါဒေါက်ကီတီကိုကျွန်တော်တက်နိုင်သလောက်ကူညီချင်ပါတယ်ဟုတ်ကဲ့ကျမကျေးဇူးတင်ပါတယ်ဆရာဒါပေမဲ့ဆရာပြုံးကတော့ကူညီတဲ့အပြုံးမဟုတ်ပါပဲလားဆရာထို့နောက်ဆရာကကီတီဤစီရင်မှဒုတိယဦးစားပေးကျန်းကောင်းစဉ်ကိုဖတ်သည်အဆုပ်ပြုကျန်းကောင်းစဉ် ပကံခေဦးနှင့်ခက်လေပိုင်းကြောက်စာများလေးလာချံကြောက်စာ15ချံရွေချံပကံကြောက်စာများကို လေးလာချင်းဖြင့်မြမတို့ဤလူမှုရေးရင်ကျေးမှုသကပြေအေးသားအဆင်ဆင်တိုးတက်ပြောင်းလဲလာပုံကိုလေးလာဆန်းစစ်ရန်အကျိုးကျေးဇူးနံပါတ်1ကြောက်စာသည့်စာပြေအခြေခံအုံမြင့်အဖြစ်အသုံးဝင်ကြနံပါတ်2စလုံးမောင်းတပ်ပုံနှင့်ဆက်လင်း၍အဖို့တန်းကြနံပါတ်3 ဇာဇဝင်ရေးရာအတွက်အသုံးဝင်ကြ။နံပါတ်၄ဝေါ်ဟာရာဖြစ်ပေါ်ထွန်းကားလာပုံ။နံပါတ်၅ဝါဆက်တရပေတာဒူမဟောစကလုံးကအတန်ပြောင်းပုံစသီတို့ကိုလီလာသိရှိနိုင်ပါသည်။အခန်း၁အကြောင်းအရာပိုင်းလီလာချက်အခန်းတင်မှာထပ်ခွဲထားသောသာသနာရေးစီးပွားရေးယဉ်ကျေးမှု လူမှုရေး အုတ်ချုပ်ရည်ခေါင်းစဉ်များကိုဆရာကမျက်စိဝေးကြည့်ုံကြည့်သွား၏ဒေါကီတီတရားစီရင်ရေးကိုအုတ်ချုပ်ရည်ခေါင်းစဉ်အောက်မှာထည့်ပါလားဒီမှာတိကရဲမှာတော့တရားစီရင်ရေးမပေါပါလားကီတီဆရာကိုလေးစားချီးကျူးလိုစိတ်ဖြင့်မော်ကြီးကအမားကိုဝန်ခံလိုက်၏ဟုတ်ကဲ့ဆရာကျမမေ့သွားပါတယ်ခေါင်းစဉ်တက်တက်နဲ့အခန်းတီးတီးတစ်ခုထပ်ခွဲပြီးထည့်လိုက်ပါမယ် ဆရာကခေါင်းတစ်ချက်ချင်းကကေတီစာရွက်ကိုငုံကြည့်လိုက်၏အခန်းထဲအရေးအသားပိုင်းလေ့လာချက်ဆရာကကေတီစီရင်အလုံးကိုဖတ်ပြီးအနှင်းငယ်ပြုံးလာသည်ဒီကျန်းကောင်းစဉ်နဲ့ပတ်သက်ပြီးဒေါကေတီမှာချွင်းချက်မရှိပါဘူးဖိုင်ဘလီယိုဂရဖီမှာတော့နည်းနည်းညံ့သွားတယ် ਨੇ တူတယ်ဘာများပါလဲဆရာဆရာကကေတီမျက်လုံးကိုတဲတဲမကြည့်ပဲ ဆန်းကြီးမြင့်တစားမှမရှိသောပြောင်းထင်းသည့်နဖူးပြင်ကိုသာကြည်၍ပြော၏။နမဲအစီစဉ်လီဥကလာနှင့်ပပွားဥကြော်ရင်ရှင်းအောင်လွဲနေတယ်။ဟိုကျမဒါစီစဉ်ပြီးရေးထားတာမဟုတ်သေးဘူးလေဆရာ။လက်နှိပ်ဆက်ရိုက်တဲ့အခါကျတော့အဘိဓမ္မာဆင်းဤအတိုင်းဆင်းသွားမှာပါ။ဆရာကအနေငယ်တရောချင်းဟန်ဆွတ်တော့အပြုံးဖြေ။ကောင်းပါပြီကောင်းပါပြီ။ဟူဆိုသည် ဒါဆိုရင်ဒီထက်ကအတိုင်းမဟုတ်ဘူးပေါ့။ပြီးတာပါပဲ။တော်ကြာဥဖိုးလက်ကိုဥဖိမောင်တင်ရဲ့ရှေ့မှာသွားထားမိအောင်မေ။ဂယူးဆိုင်ပြီးပြင်ပေးလိုက်အောင်။တဘာပရိအကြောင်းနဲ့ဒေါကေတီတည့်ရတာနေ။ဆရာဟာလူတစ်ပတ်သားကိုအပြစ်လိုက်ရှာတဲ့နေရာမှာတော့တိတ်တော်မဲ့ပုံမေ။ဆရာဒီကတိတတိယဦးစားပေးကျန်းကောင်းစဉ်ကိုတော့ခဏသာလှမ်းကြည့်လေသည်ခဏလေးကြည့်လိုက်တာတောင်ဆရာကချိုယုံချက်ကိုတွေးပြအောင်တွေးသွားသည်ဤ ဒေါကီတီလောကထိပ်ပံမင်စာရောတန်မူလာမင်စာရောဆိုရင်မများလုံးဘူးလားဟုတ်ကဲ့များတော့များပါတယ်ဒါပေမဲ့ဆရာကကိတိစကားကိုဖြတ်လျက်ကိစ္စမရှိပါဘူးလေဆရာကြီးတွေရဲ့မှတ်ချက်ကိုစောင့်ကြည့်ကြသေးတာပေါ့ဟူခန့်မြန်မြန်ပြောသည်ထို့နောက်ထိုင်ရမထရက်သည်ကျွန်တော်ထင်တာကတော့ဒုတိယဦးစားပေးကိုချပေးလိမ့်မယ်နဲ့တူတယ် ထို့နောက်ဆရာကောင်းတစ်ချက်ငင်းပြနှုတ်ဆက်ပြီးထွက်ခွာသွားတော့သည်ဇူလိုင်လဆန်းပိုင်းမှာတော့ဆရာဦးရဲ့နိုင်နမိတ်ဖက်သည့်အတိုင်းဖြစ်လာခဲ့သည်ကျန်းကောင်းစဉ်စီစီရဲ့အဖွဲမှာကေတီတို့ကိုတဦးချင်းခေါ်ယူတွေ့ဆုံသောနေ့မှာဆရာဦးရဲ့နိုင်နဲ့ကေတီစကားအနည်းငယ်ပြောပြကြသည်အခန်းထဲမှပြန်ထွက်လာသောကေတီကိုဆရာကခက်တီတီလာနှုတ်ဆက်သည်ဘယ်နဲ့လဲတော့ကေတီဆရာတင်းတဲ့အတိုင်းဖြစ်လာတာပဲဆရာရဲ့ ဇာသာကုမာရာကျောက်စာကိုကျင်းလွန်းလွန်းဆိုတဲ့ဝေဖန်ချက်နဲ့ပကံခိမျက်စာစကားပြကြတော့ညာလွန်းလွန်းဆိုတဲ့ဝေဖန်ချက်နဲ့ပေးလိုက်တယ်လေဒါဖြင့်ဆရာပြောသလိုပဲဒုတိယဦးစားပေးကိုချပေးလိုက်ပါတယ်ငါမပြောဘူးလားဟူသော အမှုရာမျိုးလုံးဝမပြပဲခတ်တီတီစူးစိုက်အကြည့်ဖြစ်တာကေတီကိုကြည့်သည်တော်ကေတီလွယ်တဲ့အကူအညီတွေကိုကျွန်တော်အားမနာပဲပြောနိုင်ပါတယ်ကျွန်တော်ပကံကြောက်စာလေးလာချက်ကြမ်းအတွက် အဆအဆအရာကုညီဖို့အဆင်သင့်ပါပဲ။သူမတအံတော်ပြုံးရပြလိုက်လေသည်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာ။ဤတို့ဖြင့်လက်ထောက်ကတိခဥယျာနိုင်သည်။ KTE ပကန်းကျောက်စာလေးလာကြကြံအတွက်တရားဝင်ခံထားခြင်းမဟုတ်တော့လက်ထောက်ကြီးချက်သူသူမဟုတ်လမ်းညွန်ကုညီသူတယောက်ဖြစ်လာခဲ့တော့သည်။ဆောက်ကလေးကိုဒီမှာပဲခေတ္တရန်နာခွင့်ပြုပါရှင်။ နားဆင်အားပေးခဲ့ကြသူအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။ကျန်းမာပေးကင်းကြပါစေ။